လူတွေပေါ်မှာတအားကြီးကောင်းတဲ့အခါလူတွေကကိုယ့်ကိုအတုံးချကြလိမ့်မယ်။ကိုကတအားနှိမ့်ချတဲ့အခါမှာလည်းလူတွေကကိုယ့်ကိုအထင်သေးကြလိမ့်မယ်။တအားကြီးရိုးသားတဲ့အခါမှာလည်းလူတွေကကိုယ့်ကိုရှောင်ကြလိမ့်မယ်။တအားကြီးတံမာပြတဲ့အခါမှာလေလူတွေကကိုကိုချိုးနှိမ်ဖို့စူးစမ်းကြပါလိမ့်မယ် ကိုကလူတွေနဲ့ပတ်သက်ပြီးတော့မှအမြဲတမ်းအားနေမယ်သူတို့အတွက်အချိန်တွေအမြဲတမ်းပေးနေမယ်ဆိုလို့ရှိရင်လေလူတွေကကိုယ့်ရဲ့တန်ဖိုးကိုအလေးထားမှမဟုတ်တော့ဘူးကိုယ့်ရဲ့ရည်တည်မှုကိုကိုယ့်ရဲ့ဖြစ်တည်မှုကိုအလေးထားမှမဟုတ်တော့ပါဘူးဒါကြောင့်မလို့ကျွန်တော်ပြောတာကတပတ်ဆောင်နေကြီးတအားကြီးမဖြစ်ပါစေနဲ့ အလင်အလက်မှနေပါအဲ့ဒါဆိုလို့ရှိရင်တော့လူတွေကကိုယ်ကိုလေးစားကြနိုင်မယ်လူတွေကကိုယ်ကိုရှောင်ကွင်းသွားမှမဟုတ်တော့ဘူးလူတွေကကိုယ်ကိုအတုံးချမှမဟုတ်တော့ဘူးလူတွေကကိုယ်ကိုရိုက်ချိုးတော့မှမဟုတ်တော့ဘူးလူတွေကကိုယ့်ရဲ့တန်ဖိုးကိုလည်းမေ့နေမှမဟုတ်တော့ပါဘူးအဲ့တော့ဒါကကျွန်တော်မှတ်သားထားတဲ့စကားလေးတွေကိုပြန်ပြီးတော့မှပြောပြတာပါ။ဒီတိုင်းကျင်သုံးကြည့်ပါ။ကိုယ့်ရဲ့ဘဝမှာလူတွေလေးစားတာကိုခံရပါလိမ့်မယ်။ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြတဲ့ကြည့်လို့များတင်ပါတယ်။ကျွန်တော်တို့ကိုညံလေးအောင်ပါ။မင်္ဂလာရှိသောနေ့တွေ။